ီရဘူးဆိုတဲ့ပြည်နယ်လေးမှာဗမှုစရာတယောက်ကမြေကမ်းတစ်ဘေးမှာထိုင်နေခဲ့ပါတယ်။အဲဒီချိန်မှာလှလပပတတ်တရရဝှစ်စင်ထားတဲ့မိန်းကလေးတယောက်ရောက်လာတယ်။ဗမှုစရာလည်းအဲဒီမိန်းကလေးကို ကြည့်ရင်းနဲ့အံ့ဩမှန်တမ်းနေခဲ့မိပါတယ်။ဖေယဖေယတော်တော်လှတဲ့မိန်းကလေးပဲ။သူ့လှကိုကြည့်ရတာမသိရင်နတ်သမီးလေးတစ်ပါးနတ်သက်ကြွေလာတယ်လို့ပါပဲလား။ ။ဘမူးစရာကအဲ့ဒီမင်းမလာလေးအကြောင်းကိုစဉ်းစားရင်းနဲ့အိမ်ကိုပြန်လာခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူ့ရဲ့တူနဲ့စောက်ကိုယူပြီးတော့ကြောက်တော့မှမာရုပ်ထုတစ်ခုစတင်ထူပါတော့တယ်။အဲ့ဒီလိုနဲ့သူ့ရုပ်ထုလည်းထူလို့ပြီးသွားရောအဲ့ဒါကသူမြစ်ကမ်းဘေးမှာတွေ့ခဲ့တဲ့မိန်းကလေးနဲ့တပုံစံနဲ့တူးနေပါတယ်။ဖီးယားကြီးဒါငါအဲ့ဒီနေ့ကမြစ်ကမ်းဘေးမှာတွေ့ခဲ့တဲ့မိန်းကလေးရဲ့ရုပ်ထုဖြစ်သွားတာပဲ။ ငါအထင်တော့အဲ့ဒီမိမလာလေးရဲ့ပုံရိပ်ကငါရဲ့စိတ်ထဲမှာနက်နက်ရှိုင်းရှိုင်းအမြင့်တွေနေလို့တစ်ချိန်လုံးငါစိတ်ကူးထဲမှာရှိနေတာဖြစ်ရမယ်။ဒါကြောင့်ပဲဒီလိုလှပတဲ့သူ့ရဲ့ပုံတူရုပ်ထုကိုငါရဲ့လက်တွေနဲ့ကိုယ်တိုင်ဖန်တီးနိုင်ခဲ့တာ။အခုဒီရုပ်ထုလေးကိုငါချမ်းဝန်းထဲမှာပြထားမယ်။ဒီရုပ်ထုအတွက်ငါဈေးကောင်းကောင်းရတော့မှာပဲ။ဘဘူးစီကလည်းအဲ့ဒီရုပ်ထုကို သူ့ရဲ့အိမ်ချမ်းဝန်းထဲမှာဓာတ်ထားလိုက်ပါတယ်။ နောက်တစ်နေ့မှာတော့နန်းတော်တွေကမင်းသမီးလေးလာပန်လာရဲ့အထင်းတော်တယောက်ကအဲ့ဒီရုပ်ထုကိုမြင်တော့မင်းသမီးလေးစီအပြေးသွားပါလေရောမင်းသမီးလေးမင်းသမီးလေးမင်းသမီးလေးလည်းတစားစားအော်နေတဲ့အထင်းတော်ကိုလှည့်ကြည့်လိုက်ပါတယ်မင်းသမီးလေးကတော့ဗဟုစရာမြေကမ်းဘေးမှာတွေ့ခဲ့တဲ့မင်းမလာလေးဖြစ်ပါတယ်ဘာဖြစ်လာတာလဲအထင်းတော်ကြီးဘာလို့ဒီလောက်အရေးကြီးတော့ပြပြေးလာရတာလဲ မင်းသမီးလေးဒီနေ့တည်းကဘဘူးစီယာတယောက်ရဲ့အိမ်ချံဝန်းထဲမှာမင်းသမီးရဲ့ရုပ်ထုကို ကျမမြင်ခဲ့ပါတယ်။ဘလို့ကျမရဲ့ရုပ်ထုလားဟုတ်ပါတယ်မင်းသမီးလေးဒါပေမဲ့အဲ့ဒီဘဘူးစီယာကကျမကိုမမြင်ပဲကျမရဲ့ရုပ်ထုကိုဘလို့များထုခဲ့တာပါလေ။ကဲပါသွားကြမင်းကျမကိုယ်တိုင်လိုက်ကြည့်မင်း မင်းသမီးလေးလည်းအထင်းတော်နဲ့အတူစစ်သားအထုကိုခေါ်ပြီးတော့ဘဘူးစရာရဲ့အိမ်ကိုရောက်လာပါတော့တယ်။ဘဘူးစရာတယောက်ကငါရဲ့ခွင့်ပြုချက်မရှိဘဲငါရဲ့ပုံတူရုပ်ထုကိုထုတယ်။အဲဒီလိုတွေးပြီးတော့မင်းသမီးလေးလည်းဒေါသထွက်သွားတယ်။ဘဘူးစရာရှင်ကကျမကိုမြင်တောင်မမြင်ဘူးပဲနဲ့ကျမရဲ့ခွင့်ပြုချက်မရှိဘဲဒီရုပ်ထုကိုထုရဲတယ်ပေါ့။မင်းသမီးလေး ငါမင်းကိုမြစ်တမ်းဘေးမှာတွေ့ခဲ့တာပါ။မင်းရဲ့အလားပုံကြီးကငါရဲ့စိတ်ထဲမှာနက်နက်ရှိုင်းရှိုင်းစွဲထင်နေတာမို့ဒီဘဘူးရုပ်ထုကိုငါရဲ့စိတ်တိုင်းကြားကိုယ်တိုင်ဖန်တီးမိခဲ့တာပါ။ဘဘူးစီယာရှင်တာဘသူလဲဆိုတာရောသိရဲ့လား။မသိဘူး။ငါသူ့ကိုမသိဘူး။ဒီရုပ်ထုကိုငါဒီအတိုင်းလေးပဲဖန်တီးခဲ့တာပါ။ဒါကဒီတိုင်းမီရဲ့မင်းသမီးလာပန်းရပဲ။ ရှင်မင်းသမီးရဲ့ခွင့်ပြုချက်မရှိဘဲဒီလိုရုပ်ထုကိုမထူးတင်ဘူးကျွန်တော်မျိုးရုပ်ထုထူတုံးကတော့သူ့ကိုဒီနိုင်ငံရဲ့မင်းသမီးမှန်မသိခဲ့ပါဘူးအဲ့ဒီတော့ဒါဟာလဲပြစ်မှုတစ်ခုပဲလားဗျာဒီမှာဘမှုစီယာကျမလူတိုင်းကို မြစ်တာထားပြီးတော့ဆက်ဆံနေဒါပေမဲ့ရှင်ကဒီလိုမလုပ်တင်တာကိုလုပ်ခဲ့တယ်အဲ့အကြောင်း ကျမရှင်ကိုအရန်ဒေါသထွက်မိရဲ့ အထမဆုံးရှင်ကဘာခွင့်ပြုချက်မှမရှိဘဲနဲ့ကျမရုပ်ထုကိုထုတယ်။ပြီးတော့လူတိုင်းမြင်အောင်လို့ဆိုပြီးတော့ရှင်ချန်ဝင်းထဲမှာထားတယ်။ကျမရုပ်ထုကိုလူတွေမြင်ပြီးတော့ဘလို့တွေတောင်တွေးနေကြမလဲ။အဲဒီတော့ကျမဒီရုပ်ထုကိုဘသူ့ကိုမှမမြင်စေချင်ဘူး။ရှင်အဲ့ဒါကိုဖျက်ဆီးပစ်လိုက်ပါ။မင်းသမီးလေးကျွန်တော်ဒီရုပ်ထုကိုစ조사ပန်းစာဖန်တီးခဲ့ရတာပါ။ဒီရုပ်ထုကိုကျွန်တော်လုံနေတုန်းက အရှင်မင်းသမီးအကြောင်းဘာမှမသိခဲ့ပါဘူး။ဒါကြောင့်ကျွန်တော်အနေနဲ့ပါပြမှုမှမကျူးလွန်ထားဘူး။ကျွန်တော်ဒီရုပ်ထုကိုဒီမှာပဲထားတယ်ဆိုတာကလည်းဒီရုပ်ထုရဲ့အလှယတကိုပုံမြင်နိုင်အောင်လို့ပါ။ဒါကြောင့်ဖျက်ဆီးဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ဘဘူးစရာရဲ့စကားကိုကြားတော့မင်းသမီးလည်းပို့ပြီးတော့ကိုဒေါသထွက်လာတယ်။အဲဒီနောက်ရုတ်ထုကိုအာကုံတွန်းထုတ်လိုက်တဲ့အခါရုတ်ထုဟာမြေမြမောကျပြီးတော့နှစ်ပိုင်းကွဲသွားပါတော့တယ်။ မင်းသမီးကျွန်တော်ပြင်ပင်ပန်းပန်းလှုပ်ထားတာကိုဖျက်ဆီးလိုက်တာလားဒီမှာရှင့်လုံအားကအတွက်ကျမပြန်ပြီးမယ်ဒါပေမဲ့ခွင့်ပြုချက်မရှိပဲကျမရုပ်ထုကိုဘသူလုံးလုံးကျမမကြိုက်ဘူးမဟုတ်ရင်တော့ဘသူမဆိုးကျမရုပ်ထုကိုအလွဲသုံးစားလှုပ်လာနိုင်တယ်မင်းသမီးလည်းအဲ့ဒီလိုပြောပြီးတော့ရွှေရင်းကားတစ်ထုပ်ကိုဗမှုဆရာစီပြစ်ပေးလိုက်ပြီးတော့ထွက်သွားပါတယ်ဒီအလုံးကလူတွေကတော့အဲ့ဒီမှာရက်ကြည့်နေကြပါတယ် အရှင်မင်းသမီးကျွန်တော်ကိုတရားလုံးရဲ့ရှေ့မှာစော်ကားရအမှန်ကန်တဲ့လုပ်ရမဟုတ်ပါဘူးမင်းသမီးလာဝင်ရာကအိမ်ကြီးချင်းတိုင်းမိကမင်းသားနဲ့လက်ဆက်ပေးဖို့စည်းစက်ထားတာပါ အခုဆိုရင်တော့သူတို့မင်္ဂလာဝဲအတွက်ရက်အနည်းငယ်ပဲကြံပါတော့တယ်ဒါကြောင့်မိဖုရားကြီးကအခုလိုပြောလိုက်ပါတယ်သမီးရေလာဝင်ရာအမေတို့မျိုးနွယ်မှာလက်ထပ်ပွဲမတိုင်ခင် မိသားစုကိုကိုွယ်တဲ့ဘုရားကျောင်းကိုတွားပြီးတော့ဂါရဝပြုရတဲ့ထုံနှင်းစင်လာရှိတယ်။ဒါကြောင့်သမီးဘုရားကျောင်းကိုတွားပြီးတော့ဂါရဝပြုရမယ်။အမိကတော့မင်္ဂလာဝဲအတွက်ပြင်ဆင်ဖို့နန်းတော်ထဲမှာနေခဲ့မယ်။သမီးရဲ့အထင်းတော်ရင်းနဲ့ရဲမတ်တချို့ကိုခေါ်သွားပါ။ဟုတ်ကဲ့ပါမေ။သမီးတွားလိုက်ပါမေ။မင်းသမီးလေးလည်းမိသားစုဘုရားကျောင်းကိုဂါရဝပြုသွားခဲ့ပါတယ်။ နှစ်ရက်ကြာမှတော့မင်းသမီးလေးနန်းတော်ကို ပြန်ရောက်လာပါတယ်။အခုဆိုရင်တော့သူတို့မင်္ဂလာပွဲအတွက်အချိန်က9ရက်ပဲကျန်မာတော့တယ်။အဲ့ဒီလိုနဲ့တနေ့မှာတော့လာပန်ယာကြီးသမီးအတွက်အဖိုးတန်အဝယ်စားနဲ့လဝိရဏအစုံပြင်ပေးထားတယ်။ဒါရီအကုန်လုံးကိုမိဖုရားနန်းဆောင်မှာခင်းကျင်းထားတယ်။သမီးလေးသွားကြည့်လိုက်ပါအောင်။သမီးဘာမှမကြည့်ချင်ဘူး။ ခမဲတော်လည်းတမိအခန်းထဲကနေထွက်သွားပါဘယင်ကြီးလည်းမင်းသမီးလေးရဲ့အပြုအမူတွေကိုမြင်ပြီးတော့အံ့ဩသွားတယ်အဲ့ဒီလိုနဲ့သူလည်းမိဖုရားနန်းဆောင်စီရောက်လာတော့တာပေါ့အရှင်မင်းကြီးဘာဖြစ်လာတာလဲတမိလေးလာပန်ရရောဘဲမှလဲအရှင်သူ့ကိုခေါ်ဖို့သွားတာမလားဟုတ်တယ်ရှင်မဒါပေမဲ့သူကဘာမှမကြည့်ချင်ဘူးတယ်လေ ဘလို့သူကအဲ့ဒီလိုပြောလိုက်တာလားဟုတ်တယ်သူဘာလို့အဲ့ဒီလိုပြောလိုက်မှန်းငါလည်းနားမလဲတော့ဘူးလာဘညာကအဝိစားရည်နဲ့လက်ဝဲယန္တနာရီဆိုအရန်ကိုမျက်နှိုးတာအော်ကျမသွားခေါ်ကြည့်ဦးမယ်သူအခုမှပြန်ရောက်တော့ခီးပန်းလာတာပဲဖြစ်မှာပါဒီလိုနဲ့မိဖုရားကြီးလည်းမင်းသမီးရဲ့အခန်းစီရောက်လာခဲ့ပါတယ် သမီးလာမယားဘာဖြစ်လို့လဲဘာလို့လက်ဝဲရတနာတွေကိုမကြည့်ကျင်တာလဲလာပါသမီးရဲ့မြင်မြင်လို့အဲ့ဒီလိုမှလက်ဝဲရတနာတွေကိုမကြိုက်ဘူးဆိုရင်ပြောင်းဖို့အချိန်ရမှာပေါ့မလာဘူးသမီးမလာခြင်းဘူးအမေလည်းဒီကနေထွက်သွားတော့မရဘူးသမီးငါနှင့်ကိုခေါ်သွားမှဖြစ်မယ်အဲ့လိုပြောပြရနဲ့မိဖုရားကြီးလည်း သမီးရဲ့လက်ကိုဆွဲပြီးတော့သူ့အခန်းစီခေါ်လာခဲ့ပါတယ်။မင်းသမီးလည်းလက်ဝတ်ရတနာတွေကို ကြည့်နေရင်ရုတ်တရက်ဆိုသလိုအဲ့ဒါတွေအကုန်လုံးကို မြေကြီးပေါ်ပြစ်ချလိုက်ပါတော့တယ်။ဟဲ့သမီးဘလို့ရီလုံးလိုက်တာလဲ။သမီးအမေကိုဒါရီမကြည့်ချင်ဘူးလို့ပြောတာပဲ။ဒါတော့အမေကသမီးပြောတာကိုနားမထောင်ဘူးလေ။ အဲ့ဒီလိုပြောပြီးတော့လာပန်ယာလည်းသူ့ရဲ့အခန်းစီပြန်ထွက်သွားတော့တယ်။ခဏကြာမှတော့သူ့ရဲ့အချင်းတော်ကမင်းသမီးအတွက်အစားအသောက်တွေယူသွားပြန်တော့မင်းသမီးကအဲ့ဒါတွေကိုပါမှောက်ချပြပြန်တယ်။ဒီလိုနဲ့အချင်းတော်တွေလည်းဘယင်ကြီးနဲ့မိဖုရားကြီးစီရောက်လာပြီးတော့အကုန်လုံးကိုပြောပြလိုက်တယ်။မိဖုရားငါတော့သမီးလေးဘာလို့ဒီလိုတွေပြုမှုနေလဲဆိုတာနားမလည်တော့ဘူး။ဖခင်အကြောင်းကိုဂါရဝသွားပြုပြီးပြန်လာတဲ့အခါ ူအပြုံငွေကဒီလိုပုံစံပြောင်းသွားခဲ့တာအမှန်ပဲအရှင်မင်းကြီးကျမလည်းတမီးလေးအရန်ပြောင်းလဲသွားတာကို မြင်နေရတယ်ဒါပေမဲ့သူကနောက်၄ရက်ဆိုလက်ထပ်ရတော့မှလေလက်ထပ်လိုက်ရင် သူ့ဘဝတစ်ခုလုံးပြောင်းလဲသွားတော့မှဒါကြောင့်သူဒီလိုတွေလုပ်နေတာဖြစ်နေမယ်อืมလေဖြစ်နိုင်ပါရဲ့ဘာပဲဖြစ်ဖြစ်တမီးလေးကိုဂရုစိုက်ပါဒီလိုနဲ့မင်းသမီးလေးရဲ့မင်္ဂလာပွဲနေ့ကိုရောက်လာခဲ့ပါပြီ။ သူ့ရဲ့သရိုးသားလောင်းဖြစ်တဲ့မင်းသားလေးလေတော်ဝင်မိသားစုတစ်ခုလုံးနဲ့အတူမင်္ဂလာပွဲအတွက်မင်းသမီးလေးတို့အတိုင်းပြည်ကိုရောက်လာပါတော့တယ်။မင်းသမီးလေးရဲ့အထင်းတော်တွေကသူ့ကိုသရိုးသမီးအဖြစ်လှလှပပစီရင်ပေးလိုက်တော့လူတိုင်းလည်းသူ့ရဲ့အလှမှာအံ့ဩမင်သက်ကြကူပါတယ်။ဘယင်းကြီးကဒီမင်္ဂလာပွဲအတွက်တကူကြီးရဲ့ရသေးကြီးတစ်ပါးကိုဖိတ်ခေါ်ထားခဲ့ပါတယ်။အဲ့ဒီရသေးကြီးလည်းသူ့ရဲ့တပည့်တွေနဲ့ မင်္ဂလာပွဲစီတော်လန်ကနေဖြည်းဖြည်းချင်းလျှောက်ပြီးတော့ထွက်လာခဲ့ပါတယ်။ကျေးဇူးပြုပြီးကြဲကြပါအောင်တရားရောက်ကျေးဇူးပြုပြီးတော့ကုညီကြပါအောင်။ရသေးကြီးလည်းအဲ့ဒီတန်ကိုကြားတော့ရက်လိုက်တယ်။ရက်ကြအောင်တပီတို့တရားရောက်ကအကူညီတောင်းနေတယ်။မိမတရားငိုတဲ့မျိုးကြားနေရတယ်လို့ပဲ။ရသေးကြီးနဲ့သူတပီတွေလည်းတော်ရဲမှာရှာကြဖွေကြတော့တာပေါ့။အဲ့ဒီချိန်မှာပဲရသေးကြီးက တစ်ပင်တပင်ကြီးရဲ့နောက်မှာရှိနေတဲ့ရုပ်ထုတစ်ခုကိုမြင်လိုက်ပါတယ်။ရတေကြီးလည်းအဲဒီရုပ်ထုနာကိုကတ်သွားလိုက်တယ်။ဒီချိန်မှာပဲအဲဒီရုပ်ထုရဲ့မျက်လုံးတွေကနေမျက်ရည်တွေစီးကျနေပါတော့တယ်။ရတေကြီးကျမတကယ်ပြောနေတာပါ။ကျမကမင်းသမီးလာပန်ရပါ။နန်းတော်ထဲမှာရှိနေတာကဘသူလဲတော့မသိပါဘူး။ဒါပေမဲ့ကျမကတကယ်မင်းသမီးလာပန်ရပါ။ မင်းရဲ့အမှန်တရားကိုတတ်သိပြဖို့မင်းကိုနန်းတော်ကိုခေါ်သွားရမယ်။အဲ့ဒီမှာပဲတကယ့်အမှန်တရားကပေါ်လာနိုင်လိမ့်မယ်။ရတိကြီးလည်းသူ့တပည့်တွေကိုအဲ့ဒီယုတ်ထုကိုတဲလာခိုင်းလိုက်ပါတယ်။ဒီလိုနဲ့သူတို့တွေလည်းယုတ်ထုနဲ့အတူနန်းတော်ကိုရောက်လာကြပါတယ်။မင်္ဂလာပွဲမန်းတက်တဲမှာတော့မင်းသမီးလေးရဲ့ကျင်းရတော်မင်းသားကသူ့ရဲ့တော်ဝင်မိသားစုနဲ့အတူ ထိုင်နေပါတယ်။သူတို့ရှိမှတော့မင်းသမီးလာပန်ရာက ။သူမရဲ့မိဘတွေဖြစ်တဲ့ဘယင်ကြီးနဲ့မိဖုရားကြီးတို့နဲ့အတူထိုင်းနေပါတယ်။နှစ်ယောက်စလုံးရဲ့မင်္ဂလာပွဲကအစပြုတော့မှာပါ။အဲ့ဒီချိန်မှာပဲရုတ်တရက်ဆိုသလိုအရှင်မင်းကြီးရတ်တော်မူပါအောင်။ယတိကြီးရဲ့စကားကိုကြားတော့လူတိုင်းရဲ့သူ့ကို လန့်ကြည့်ကြပါတယ်။ဘာဖြစ်လို့လဲယတိကြီး။ဒီရုတ်ထုကိုကြည့်ပါအောင်အရှင်မင်းကြီး။ ဒီယောဒုကတော့သူ့ကိုယ်သူမင်းသမီးလာပန်ရလို့ပြောနေပါတယ်။ဘလို့ဒီယောဒုကလာပန်ရလား။ယောဒုကလာပန်ရဆိုရင်ဒီမန်းတထဲမှာထိုင်ရတဲ့သူကရောဘသူလဲ။အဖေအဲ့ဒီယောဒုကလိမ့်နေတာပါ။ကျမကမှလာပန်ရပါ။ဒါကတက်တက်လှည့်စားထားတာပဲ။ကျောင်းရဲ့သမီးကအမှန်တိုင်းပြောနေတာပါရတဲ့ကြီး။ဒီယောဒုကအတူကြီးပဲ။ အဲ့လိုမဟုတ်ပါဘူးဘေသူကမှလင်းနေတာပါ ကျမကမှ အဖေသမီးအစ်စ်ပါကြည့်ပါဦးသူ့ရဲ့လေဘဲမှာအဖေသမီးအတွက်အနုပညာသေးတယောက်စီအပ်ပြီးတော့လုပ်ပေးခဲ့တဲ့ပလဲဆွဲကျူးလေးကိုဆွဲထားတယ်လေရောဓုကလဲဆွဲမျိုးနဲ့သမီးလေဘဲမှာရှိတာပဲအဲ့ဒီလိုလဲဆွဲများထောင်းချီပြီးတော့တောင်လို့လို့ရတယ်ဒီလောက်လေးနဲ့အရှင်သမီးလာပန်ရပါဆိုတာတက်တယ်မပြနိုင်ဘူး သူကတမင်လီဆယ်ပြီးတော့ကို ပြောနေတာပဲသမီးကမှတကယ်မင်းသမီးလာပန်းရအစ်စ်ပါ အခုတော့သမီးရဲ့မင်္ဂလာပွဲအတွက်အချိန်ကျပြီအဖေကျေးဇူးပြုပြီးတော့ဒီရုပ်ထုကိုသမီးတို့နန်းတော်တွေကနေအပြင်ကိုထုတ်ပြလိုက်စမ်းပါမဟုတ်ဘူးဘေသမီးကမှတကယ်လာပန်းရပါသမီးကအဖေရဲ့သမီးပါအရှင်မင်းကြီးဒါရီအားလုံးဘလို့ဖြစ်ရတာလဲဒီမှာမင်းသမီးလာပန်းရရှိနေရတာ ਨੇ ယုတ်တုကဘာလို့သူ့ကိုယ်သူမင်းသမီးလာပင်ရလို့ပြောနေရတာလဲအရှင်မင်းသားကျုပ်လည်းဘာတွေဖြစ်နေမှန်းနားမလည်နိုင်တော့ဘူးရသေးကြီးကျေးဇူးပြုပြီးတော့ဒီယုတ်တုရဲ့လူဝတ်ချက်ကိုဖော်ထုတ်ပေးပါကျုပ်တောင်ဒီယုတ်တုရဲ့လူဝတ်ချက်ကိုမသိပါဘူးရှင်မင်းကြီးကျုပ်ကမင်္ဂလာဝဲအတွက်ဒီကိုပဲလာတာအဲ့ဒီမှာ တောထဲမှာငိုယူပြီးတော့အခုညတောင်းနေတဲ့အတန်ကြာလို့ရှာကြည့်တော့ဒီယုတ်တုဖြစ်နေတယ် သူကသူ့ကိုသူမင်းသမီးလာမယ့်ရပါလို့ပြောတော့သူပြောတာသာအမှန်ဖြစ်မယ်ဆိုရင်အရှင်မင်းကြီးကိုအတိပေးဖို့ကျုံမှာတာဝန်ရှိတယ်လို့တွေးမိတယ်။ဒါကြောင့်ရုထုကိုဒီကိုတဲလာတာပဲ။ဒါပေမဲ့အခုရသေးကြီးကဒီပြဿနာကိုဘလို့ဖြစ်ချင်းပေးမှလဲ။ဒီရုထုကအမှန်တိုင်းပြောနေတာလားမပြောဘူးလားဆိုတာဘလို့သိရမလဲ။ဒါကတကယ်ဆိုရင်ဒီမှာထိုင်နေတဲ့လာဘန်ယာကဘာတူလဲ။ ပြီးတော့ကျောက်ရဲ့တမီလေးကဘာလို့ကြောက်ရွံ့ဖြစ်သွားရတာလဲအဲဒီနောက်မှာတော့ဘရော့ဟိတ်ကြီးလည်းဘယင်ကြီးကိုမင်္ဂလာဝဲအတွက်အချိန်ရောက်နေပြီလို့ပြောလိုက်ပါတယ်ဘရော့ဟိတ်ကြီးရဲ့စကားကိုနားထောင်ပြီးတော့ယတိကြီးလည်းခဏစဉ်းစားပြီးသူ့ရဲ့ဉာဏ်ပညာအစွမ်းနဲ့မင်္ဂလာပန်းကုန်းတစ်ခုဖန်ဆင်းလိုက်တယ်အရှင်မင်းသာဒီပန်းကုန်းကို မင်းသမီးလာဗန်ရာရဲ့လေဘင်းမှာခြိပေးပါဒါကအရှင်တို့ရဲ့မင်္ဂလာပွဲကိုအောင်မြင်စေပြီးတော့ အမြဲတမ်းပျော်ရွှင်စေပါလိမ့်မယ်။ယတိကြီးရဲ့စကားကိုနားထောင်ပြီးတော့မင်းသားလေးမင်းသမီးလာပင်ရရဲ့လေဘင်းမှာပန်းကုန်းကိုချီပေးလိုက်တယ်။မဟုတ်ဘူးမင်းသား။အဲ့ဒါလာပင်ရမဟုတ်ဘူး။ကျမကမှလာပင်ရပါ။အရှင်မင်းသားသူ့လေဘင်းမှာပန်းကုန်းမချီလိုက်ပါနဲ့။ရုတ်တုရဲ့စကားကိုလစ်လျူရှုပြီးတော့မင်းသားလေးလာပင်ရရဲ့လေဘင်းမှာပန်းကုန်းကိုပြီးအောင်ချီလိုက်တယ်။ ဘန်ကုန်းကိုလာဗန်ယာရဲ့လေဘင်းမှာခြိလိုက်တာနဲ့မင်းသမီးလာဗန်ယာလည်းကြောက်ရွံ့ဖြစ်ပြောင်းလဲသွားပါလေရောဒါကိုမြင်တော့အဲ့ဒီမှာရှိတဲ့လူတိုင်းအလင့်တကြားဖြစ်ကုန်ကြပါတယ်ဘာလို့ဘလို့ဖြစ်ကုန်တာလဲကျုပ်ရဲ့သမီးကဘလို့လှုပ်ပြီးတော့ကြောက်ရွံ့ဖြစ်သွားတာလဲအရှင်မင်းကြီးဒါကအရှင်ရဲ့သမီးမဟုတ်ပါဘူးဒီယုတ်ထုကမှအမှန်တိုင်းပြောနေတာပါဒီယုတ်ထုကမင်းသမီးလာဗန်ယာပဲ အဲ့ဒီနောက်မှာတော့ယသိကြီးလည်းသူ့ရဲ့ရှေ့မှာရှိနေတဲ့ရုပ်ထုကို မန္တန်အစွမ်းနဲ့အသက်ပြန်သွင်းလိုက်ပါတော့တယ်။ယသိကြီးကျုပ်ကတာမန်လူတယောက်ပါ အခုဘာတွေဖြစ်နေမှန်းကျုပ်တော့လုံးဝနားမလည်တော့ဘူး။ဒါကြောင့်ကျုပ်ကိုဖြစ်ချောင်းကုန်စင်အသေးစိတ်ပြောပြပေးပါ။အရှင်မင်းကြီးကျုပ်ကကျုပ်ရဲ့ဉာဏ်ပညာနဲ့မင်းသမီးလာမယအစ်စ်ကိုဖော်ထုတ်နိုင်မဲ့ပန်းကုန်းတစ်ခုကိုဖန်တီးခဲ့တာပါ။ အဲ့ဒီလိန်နေတဲ့လာဘင်ယာအတူကဒီပန်းကုန်းကိုဆွဲလိုက်တာနဲ့ကြောက်ရွံ့သူအဖြစ်တန်းပြောင်းသွားတာပဲဒါပေမဲ့သူမပြောင်းခဲ့ဘူးဆိုရင်တော့ဒီရုတ်ထုပြောတာလိန်နာလို့တက်တေပြနိုင်မှာပါအရှင်မင်းကြီးအရှင်နဲ့ရဲ့အများကြီးနေခဲ့တဲ့သူက အတူရောင်ပါဒါကမှအရှင်ရဲ့တကယ်သမီးအစင်မင်းသမီးလာဘင်ယာပါအဲ့တော့ကြောင့်သမီးလေးရဲ့အပြုအမူတွေကပြီးခဲ့တဲ့ရက်ပိုင်းလောက်တည်းကအရင်ပြောင်းလဲသွားတာကို အဖေသမီးမိသားစုဘုရားအကြောင်းကိုတွားပြီးတော့ဂါရဝပြုပြီးပြန်လာတဲ့နေတုန်းကတယောက်ယောက်ကအနောက်ကနေရောက်လာပြီးတော့သမီးကိုသတိလစ်အောင်လှုပ်ခဲ့တာသမီးသတိပြန်ရလာတော့သမီးတကိုယ်လုံးကကြောက်ရွံ့ဖြစ်နေပြီဒါရီအားလုံးကိုလှုပ်ခဲ့တဲ့သူကအဲ့ဒီဘမှုစီဟာလို့သမီးတော့ယုံကြည်တယ်တစ်ဖက်မှာလည်းဘမှုစီဟာတယောက်သူလှုပ်ထားတဲ့ရုပ်ထုရဲ့အမှန်တရားကို လူတိုင်းသိသွားပြီဆိုတာတီးလိုက်ရတယ် သူလည်းအိမ်ကနေထွက်ပြေးပြီးတော့တောထဲဝင်ပုံတော်တာပေါ့ဒါပေမဲ့ဘယင်ကြီးရဲ့ရဲမက်တွေကသူ့ကိုဖမ်းမိပြီးတော့နန်းတော်စီခေါ်လာခဲ့ပါတယ်ဘမှုစီယာမိငါသမီးကိုဘာလုပ်ခဲ့လဲဆိုတာအမှန်တိုင်းပြောစမ်းကျွန်တော်မျိုးဘာမှမလုပ်ခဲ့ပါဘူးရှင်မင်းကြီးကျွန်တော်မျိုးလက်စားချေချင်ုံတတ်တတ်ပါဘာအတွက်လက်စားချေရတာလဲ ျွန်တော်မင်းသမီးလာဗန်ယာရဲ့ပုံတူရုပ်ထုကို ဖန်တီးခဲ့မိပါတယ်။ဒါပေမဲ့သူမကကျွန်တော်ကိုစော်ကားပြီးတော့ကျွန်တော်ရုပ်ထုကိုလည်းဖျက်ဆီးလိုက်ပါတယ်။သူကကျွန်တော်ကိုတရားလုံးရှိမှအဆက်ခွဲခဲ့တယ်။ဒါကြောင့်မင်းသမီးကို လက်စားပြန်ချိမယ်လို့ဆုံးဖြတ်လိုက်တယ်။ကျွန်တော်မိကဂါရာရီမန္တန်နီကိုကောင်းကောင်းတက်ကြွတဲ့သူတယောက်ပါ။ကျွန်တော်လည်းအဲ့ဒီပညာကိုအသုံးပြုပြီးတော့ဒီရုပ်ထုကို အသက်သွင်းခဲ့တယ်။ မင်းသမီးနန်းတော်ကိုတောလန်းကနေပြန်လာတော့ကျွန်တော်သူ့ကိုသတိလျအောင်လှုပ်ပြီးတော့ကြောက်ရွံ့ဖြစ်ပြောင်းပြစ်ခဲ့တာပါမင်းကများငါသမီးကိုဒီလိုရရက်ဆ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 န့်ခဲ့တာလားဒီနေ့သာယတိကြီးအဲ့ဒီတောထဲကနေမလာခဲ့ရင်ငါတို့တော့သမီးလေးကြောက်ရွံ့ဖြစ်သွားတာကိုဘယ်တော့မှသိမှာမဟုတ်တော့ဘူးကျွန်တော်ရဲ့အစီအစဉ်ကလည်းအောင်မြင်တော့မလို့ပါပဲကျွန်တော်စလုပ်ခဲ့တဲ့ရုပ်ထု မင်းသမီးလေးဖြက်စည်းခဲ့တော့ကရုတ်ထုတရုတ်သေးကိုပဲသူ့စာနန်းတော်ကိုပြန်ပို့ခဲ့တာဒီဘဘူးစရာကဒေါသစိတ်နဲ့အဲ့ဒီရုတ်ထုကို အသက်သွင်းခဲ့တော့အဲ့ဒီရုတ်ထုရဲ့အပြုတ်မူကြီးကအကျန်းကိုကွာခြားလွန်းနေတာရုံမာတဲ့ဘဘူးစရာ ရှင်တမရဲ့ပုံသူရုတ်ထုကိုအဲ့ဒီလိုပြထားတာမျိုးမလို့ခြင်းလို့တမကအဲ့ဒီရုတ်ထုကိုဖြက်စည်းပစ်ခဲ့တာတမရှင့်ကိုလည်းတတိပေးခဲ့တယ်ဒါပေမဲ့ရှင်ကတမစကားကိုနားမထောင်ခဲ့ဘူးပဲ ။ဒါကြောင့်ကျမဒီရုပ်ထုကိုရိုက်ခွဲခဲ့တာ။အခုတော့မင်းလောက်ခဲ့တာတွေအတွက်မင်းရဲ့ပြစ်ကိုရင်ဆိုင်ရလိမ့်မယ်။ရဲမတ်တွေဒီဘဘူးစရာရဲ့လက်နှစ်ဖက်စလုံးကိုဖျက်ပစ်လိုက်။ဒီရုံမာတဲ့လက်တွေနဲ့သူ့ငါသမီးလေးကိုကြောက်ရွံ့ဖြစ်အောင်လုပ်ခဲ့တာ။အဲ့ဒီလက်တွေကို သူ့စီကနေဖျက်ထုတ်ပစ်တာကသူ့အတွက်အကြီးဆုံးအပြစ်ဖြစ်လိမ့်မယ်။ဒါဆိုသူဟာတခြားဘသူကိုမှဒီလိုလုံးရမျိုးတွေလုံးတော့မှာမဟုတ်ဘူး။ ဘရင်ကြီးရဲ့အမိန်တိုင်းရဲမက်တွေလည်းဘဘူးစရာရဲ့လက်နှစ်ဖက်စလုံးကိုဖြတ်တောက်ပစ်ပြီးတော့သူ့ကိုတောထဲမှာပစ်ထားခဲ့ပါတယ်။အဲဒီလိုနဲ့မင်းသမီးလာဗညာနဲ့ကျင်ရတော်မင်းသားလေးတို့ရဲ့မင်္ဂလာပွဲလေပျော်ရွှင်စွာပြီးဆုံးသွားရင်းနဲ့သူတို့နှစ်ယောက်စလုံးလည်းဘဝကိုပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်သွားကြပါလေကွယ်။ဟုတ်ကဲ့ပါဒီနေ့အတွက်ပုံမြင်လေးရတော့ဒီလောက်ပါပဲเนาะ။ ပုံမြင်လေးကိုကြိုက်နှစ်တဲ့ဆိုရင်တော့ channel လေးကိုလည်း like and subscribe နှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်။နောက်ထပ်ပုံမြင်အသစ်တွေနဲ့ပြန်လာခဲ့ပါဦးမယ်နော်။